မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ပန်ဝါမြို့အနီးမှာ KI ဥဆောင်တဲ့တော်လိုင်းတပ်များနဲ့စစ်ကောင်စီလက်အောက်ခံနေကြားဆောင်တပ်များကြားမှာတိုက်ပွဲများပြင်းထန်လာတဲ့အချိန်တရုတ်ဘက်ကစစ်ဘေးရှောင်ရန်ကြိုးစားကြတဲ့ပြည်သူများကိုတရုတ်အာဏာပိုင်များကပေးမဝင်ဘဲနယ်စပ်ဂိတ်ကိုပိတ်ဆို့ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ပန်ဝါနဲ့ကမ်ပိုက်တီဒေသမှာရှိတဲ့ချမ်းရင်ခုစစ်စခန်းနဲ့ BGF 133333တပ်ရင်းရဲ့ကာကင်းစခန်းနှစ်ခုကို KI ကထပ်မံသိမ်းပိုက်လိုက်ပြီးတဲ့နောက်ပန်ဝါမြို့အနီးကိုတိုက်ပွဲများရရှိလာရာ ပန်ဝါမျိုးကပြည်သူများဟာစေဘေးရှောင်ရန်ကြိုးစားလာကြခြင်းဖြစ်တယ်လို့သိရပါတယ်။အော်တိုဘားလ18ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့တရုတ်ဘက်ကပေးမဝင်ပဲပိတ်ဆို့ထားကြောင်း KIA သတင်းရင်းမြစ်နဲ့ဒေသခံပြည်သူများကပြောပါတယ်။ မနေ့ကအော်တိုဘာလ18ရက်နေ့မှာပန်ဝါမြို့နယ်6မိုင်ခန့်အကွာမှာရှိတဲ့ချမ်းရင်ခုစခန်းနယ်ကံပိုက်တီမြို့နယ်9မိုင်ခန့်အကွာမှာရှိတဲ့ BGF 1333တက်ရင်ရဲ့ကာကင်းစခန်းနှစ်ခုကို KIA ကအပိတ်တက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။ပန်ဝါမြို့နယ်အနီးကိုတိုက်ပွဲတွေကရောက်လာနေပြီးပြည်သူတွေကတော့ကြိုပြေးဖို့ပြင်ကြတာအမျိုးသားတွေလည်းပြေးအမျိုးသမီးတွေလည်းပြေးအကုန်ပြေးဖို့ပြင်ကြတာတရုတ်ဘက်ကတော့ဘာမှမပြောဘူးဂိတ်ကိုပိတ်ချလိုက်တာအခုပိတ်မိနေတာလူအယောက်900လောက်ရှိတယ်တချို့ကတော့ပြန်သွားပြီးတော့မှ ဖွင့်မှာပဲကူးမယ်ပေါ့တချို့ကတော့နေဆက်ဂိတ်နားမှာပဲထောင်ချောင်းနေကြတာညမိုးချုပ်တော့လဲမပြန်ကြဘူးအဲ့ဒီနားမှာပဲလို့ဒေသခံသတင်းရင်းမြစ်ကပြောဆိုထားပါတယ် KI ရဲ့သတင်းရင်းမြစ်ကတော့ချိုင်းရင်ကူးစခန်းကိုတိမ့်လိုက်တာပန်ဝါနဲ့6မိုင်လောက်ဝေးတယ် BGF 1333တက်ရင်ကိုမရသေးဘူးကာကင်းနှစ်ခုပဲရသေးတယ် BGF 1333တက်ရင်ကရှိန်ကြံရွာနားမှာကမ်ပိုက်တီမြို့နယ်9မိုင်ဝေးတယ်ဒီနေ့ချိုင်းရင်ကူးစခန်းနဲ့ဇုတ်လံ BGF ကာကင်းစခန်းနှစ်ခုကိုတိမ့်လိုက်တာပါ BGF ပြစ်တုံရ303ကမသိမ်းရသေးပါဘူးတိုက်ပွဲဆက်လက်ပြင်းထန်နေတော့မှာပဲလို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းတနင်္လာရီမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာများကို drone နဲ့ဘုံကျဲတိုက်ခတ်ရာစစ်ဗိုလ်တအုပ်အပါအဝင်၄ဦးသေဆုံးပြီးစက်တမလာအတွင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာစစ်တပ်ဘက်ကထိခိုက်ဒေဆုံးသူများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ၈ရက်နေ့ကစတင်ပြီးတော့တနင်္လာရီမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာများကို Dragon Squad TNI အဖွဲ့က ဒရုန်းနဲ့ဘုံကျဲတိုက်ခတ်ရအောင်အကြမ်းဖက်စစ်တပ်ဘက်ကစစ်ဗိုလ်တအုပ်အပါအဝင်၄ဦးသေဆုံးပြီး၅ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အော်တိုဘာလ၈ရက်နေ့ကစပြီးတော့ကျွန်တော်တို့ဒရုန်းအဖွဲ့တီးတန့်တိုက်ခိုက်တာတွေရှိပါတယ်။အော်တိုဘာလ၈ရက်နေ့မှာရန်သူဒရုန်းအဖွဲ့ရဲ့နေရာတိတိကျကျကိုသိရတော့သူတို့ရှိတဲ့နေရာကိုချတာအိမ်ပေါ်ကိုတက်တက်ကျပြီးတော့ဘိုးအဆင့်တအုပ်နဲ့အခြားအဆင့်တအုပ်သေးတယ်ထိခိုက်ဒဏ်ရာရတာတွေလည်းရှိပါတယ်။ပြီးတော့ကျွန်တော်တို့နောက်တစ်ချိန်အဲ့ဒီနေရာကိုပဲထပ်တိုက်တယ် စစ်ခွေးတွေကအိမ်ထဲမှာမနေရဲလို့တရားအောက်ကိုဝင်ပြေးကြတယ်အဲ့ဒီမှာသူတို့ဝင်ပြေးတဲ့တရားရဲ့ကက်ရက်ကို87မမဘုံသီးတဲ့တလုံးကျဲချလိုက်တာနှစ်ဦးပွဲချင်းပြီးတေပြီးတော့ငါးဦးလဲချက်ချင်းစေးရုံကိုပုတ်လိုက်ရပါတယ်အဲ့ဒီငါးဦးလဲတေဖို့လားလားများပါတယ် စစ်ခွဲတွေဘယ်နေရာမှာပဲနေနေလုံခြုံမှုမရှိတော့ပါဘူးကျွန်တော်တို့ကိုဒီထက်မကပို့ပြီးတော့ထောက်ပံ့နိုင်ရင်ပို့ပြီးတော့လှုပ်ဆောင်နိုင်ပါသေးတယ်တပ်ဖွဲ့ဝင်ရဲဘော်တွေကိုလည်းချီးကျူးပါတယ်လို့ Dragon Squad TNI အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်ဒါ့အပြင်တနင်္လာရီမြို့နယ်6မိုင်ရွာနဲ့ဘန်လောရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အား300ခန့်ရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ဗိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းတစ်တို့ စက်တဘာလ၄ရက်နေ့ကနေစပြီးတော့၂၂ရက်နေ့အထိတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်စက်တဘာလ၄ရက်နေ့မနက်ပိုင်းမှာညောင်မင်ခွေးရွာအခြေစိုက်ခမရ963တိုင်ရင်ဘက်က6မိုင်ရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းမဲ့စစ်ကောင်စီတပ်နဲ့ဗိတ်ခရံပြည်သူ့ကာကွယ်ပူးပေါင်းစစ်ကြောင်းတစ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဘော်ဒီကန်တရားဘက်ကဘန်လောရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ဗိခရံပြည်သူ့ကာကွယ်ပူးပေါင်းစစ်ကြောင်းတပ်တို့တိုက်ပွဲထမှန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ဟာဘော်ဒီကန်တရားဘက်ကနေဘန်လောရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အချိန်တနင်္လာရီမျိုးပေါ်မှာရှိတဲ့အရက်သားပြည်သူများကိုဖမ်းဆီးကာ လူသားတိုင်းအဖြစ်နဲ့အသုံးပြုခဲ့တဲ့အပြင်အရက်သားကားများကိုလည်းချောဆွဲအသုံးပြုခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲဖြစ်ပွားနေချိန်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကလက်နက်ကြီးပစ်ကူများအပြင်ဒရုန်းများပါအသုံးပြုပြီးတော့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ပြည်သူ့ကာကွယ်ပူးပေါင်းစစ်ကြောင်းဘက်ကလည်းလက်နက်ကြီးလက်နက်ငယ်နဲ့ဒရုန်းများကိုအသုံးပြုပြီးပြန်လည်ခြေမုံတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲကိုဗိတ်ခရံပြည်သူ့ကာကွယ်ပူးပေါင်းစစ်ကြောင်းတင့်တဲ့အတူစစ်ကြောင်းနဲ့ KNLA တိုက်ရင်ဆက်တဲ့ KDLA တောကြီးမွေဟောက်မိုင်းအဖွဲ့ပလောပြည်သူ့ကာကွယ်အဖွဲ့ Dragon Squad Drone အဖွဲ့၊ BKI Drone အဖွဲ့၊ ADF Drone အဖွဲ့စတဲ့တော်လိုင်းရေးမဟာမိတ်တပ်ဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်30ကျော်သေဆုံးက40ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။တော်လိုင်းရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်းရဲဘော်တအူးကြာဆုံးပြီး12ဦးထိခိုက်ဒဏ်ရာရရှိကတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီထံက MA2 တနက်တလက် MA3 တနက်တလက်60မမဘုံဒီတလုံး40မမကြီးသီး6လုံး16ကြီး400ကျော်နဲ့ခရရန်တချို့ကိုတည်ယူရရှိနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်စီကစစ်မှုထမ်းတင်တန်းစင်တပ်သားတွေများကိုရှေ့တန်းကိုဆေးလွတ်လျက်ရှိရာရှေ့တန်းကိုရောက်ရှိတဲ့အချိန်မှာစစ်တပ်ကအရာရှိများကအမောခံနိုင်တဲ့အေးပြက်ခံနိုင်တဲ့ဆိုပြီးတော့တပ်သားတွေများကိုမူးရဲဆေးဝါးများတိုက်ကျွေးတုံးဆွဲခိုင်းမှုများရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမှာရှိတဲ့ရှေ့တန်းစစ်မြေနာပြင်စခန်းများထံကိုအပုတ်ခံရတဲ့စစ်မှုထမ်းအပတ်စဉ်တင်ဆက်တင်တန်းသားတပ်သားတွေတအူးက၎င်းတို့တပ်ကစစ်အရာရှိဗိုလ်ကြီးက ရှေ့တန်းစက်မြန်နာပြင်မှာအများရနုံနုံကြကြရှိစေရန်အတွက်အားစေးတောက်သုံးရန်လိုအပ်တယ်ဆိုပြီးတော့ methamphetamine ဆေးပြားများကိုထုတ်ပေးထားတယ်လို့သိရပါဗျ။ဖေးပြားသုံးပုံသုံးနည်းနဲ့တကွတင်ပြပေးတယ်လို့လည်းသိရပါတယ်လိုအပ်ရင်၎င်းထံမှာတောင်းခံနိုင်တယ်ဆိုပြီးပြောပြီးတော့ဆေးပြားအတွက်ကြားတဲ့နဲ့ငွေကြေးကိုတော့လစာတွေကပြန်လည်နှုတ်ယူမယ်လို့ပြောဆိုထားကြောင်းသိရပါတယ်ရှေ့တန်းမှာအမောခံနိုင်အောင်အေးရပြတ်ခံနိုင်ဖို့အတွက်အားစေးဆိုပြီးတော့ဆေးပြားတွေထုတ်ပေးတယ်ရေတံဘူးနဲ့ပိုက်နဲ့ငွေအောင်ဆက်ကိုလိတ်ပြီးတော့မီးရှို့ပုံရှူပုံရှူနီးကအစအကုန်တင်ပြပေးတာ ကျွန်တော်ကအရင်တော့ကစေးသုံးမှုတယ်ပြန်ဖြတ်ထားတာစေးသုံးခိုင်းတာကိုတိလို့စွဲမှစိုးလို့တမင်မသုံးဘူးတခြားတက်သားတွေကတော့လိုက်သုံးကြတာပေါ့ဘိုးကြီးကတော့သူလဲသုံးတက်သားတက်တွေကိုလည်းသုံးခိုင်းတယ်မသုံးကျင်လည်းရတယ်အတင်းကျတော့မဟုတ်ဘူးစေးပြားဘိုးကိုတော့လစာရမှအဲ့ဒီတဲကနေပြန်နှုတ်မယ်ဆိုပြီးတော့သူစီကကြိုက်တဲ့လောက်စေးပြားတွေတောင်းယူလို့ရတယ်ယူတဲ့စေးပြားကိုလည်းစာအုပ်ထဲမှာတာလီချိုးပြီးမှတ်ထားတယ်လို့ရန်ကုန်တိုက်ကြီးအမှတ်1တန်းမြင့်လက်ကျင်ရေးတင်တန်းเจ้าမှာစစ်မှုထမ်းအပတ်စဉ်တင်တန်းဆင်းခဲ့တဲ့တက်သားတက်ကရှင်းပြပါရတယ် စစ်ကောင်စီကရှေ့တန်းစခန်းများကိုလစာနဲ့ရိတ်ခါထောက်ပို့မှုများပေးပို့တဲ့အချိန်မှာမက်သာဖက်တမင်းဆေးပြားအထုပ်များပါတက်ရိတ်ခါများနဲ့အတူပါလာတယ်လို့သိရပါတယ်။မူရဲဆေးဝါးသုံးဆွဲခွင့်ကိုတရားဝင်ခွင့်ပြုထားတဲ့သဘောလို့စိုးနိုင်ကြောင်း၎င်းကဆက်လက်ပြောဆိုခဲ့ပါတယ်။တော်ထဲမှာဘဲကသာမက်သာဖက်တမင်းသွားဝယ်မလဲ။အဲ့ဒါရိတ်ခါလာပို့တဲ့အချိန်မှာအဲ့ဒီဆေးပြားထုပ်တွေပါတပါးတည်းပါလာတာရိတ်ခါကတက်ဘက်ကစီစဉ်ပေးတာဆိုတော့ဒီဘက်ကလိုချင်တဲ့ပစ္စည်းတွေကိုစက်နဲ့လမ်းပေါက်လိုက်ရင်ရတယ်။အဲ့ဒီမှာမှားတဲ့ပစ္စည်းတွေအကုန်ထည့်ပေးတယ်။ 3လလောက်နေပြီးတော့ရှေ့တန်းကိုနောက်တန်းကလူတက်တစ်ဖွဲ့ပြန်လာလဲတယ်ရိတ်ခါတွေကအများကြီးမပို့ဘူး15ရက်စာပဲပို့ပေးတယ်ပြောချင်တာကတော့မူရဲ့စေဝါကတော့ကြိုက်တယ်လို့မှားလို့ရတယ်ကြိုက်တာလောက်သုံးလို့ရတယ်တော်တော်များများလဲသုံးကြတယ်တော်ထဲမှာဆိုတော့ဘာအပျော်ပါးမှလည်းမရှိဘူးစေပြာတုံးအရက်ဖိတော့အဲ့ဒါပဲရှိတယ်လို့တပ်သားတက်ကရှင်းပြထားပါဗျ။လက်တလုံးမှာရှမ်းပြည်နယ်ပင်လောင်ဘက်မှာတာဝန်ကျနေတဲ့စစ်မှုထမ်းတင်တန်းစင်းတပ်သားတက်များလာစာပုံမှန်ရရှိကြတော့လေအများစုကတော့ငွေရဲ့စေပြာဖိုးနဲ့သာ အကုန်ကြများနေကြတယ်လို့သိရပါတယ်။လာဇာဟာလည်းအကြမ်းဖက်စစ်ကောင်စီကစစ်မှုထမ်းတင်တန်းစင်တပ်သားတဲ့တရကိုလာဇာငွေကြ9သိန်းတပ်တောင်းပေးမယ်လို့ပြောဆိုခဲ့တော့လေလက်တွေ့မှာတော့တပ်သိန်း9000တောင်းသာပေးပြီးတော့လာဇာအပြည့်ဝမပေးဘူးလို့သိရပါတယ်။လာဇာအပြည့်ဝမရရှိပဲရရှိတဲ့လာဇာဟာလည်းမူရဲ့စေဝါအတွက်နဲ့အဓိကတုံးနေရတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကစစ်မှုထမ်းတင်တန်းအပတ်စဉ်1ကိုမေလမှာစတင်ဖွင့်လှစ်ခဲ့ပြီးတော့ယခုအခါမှာစစ်မှုထမ်းတင်တန်းအပတ်စဉ်6ကိုရောက်ရှိနေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်စီကလေချောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်လာရှိုးမျိုးနဲ့နောင်မွန်ကျွော်အုပ်စုမှာရှိတဲ့နတ်မျိုးရေအားလျက်စစ်ဒါအပေးဆက်ယုံပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ16ရက်နေ့ညနေပိုင်းမှာလာရှိုးမျိုးနဲ့နောင်မွန်ကျွော်အုပ်စုနတ်မျိုးရေအားလျက်စစ်ဒါအပေးဆက်ယုံကိုစစ်ကောင်စီတပ်ကလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့တိုက်လေရင်များကစုစုပေါင်းဘုံလေးလုံးကျဲချခဲ့ပြီးတော့လက်စစ်ဒါအပေးဆက်ယုံမှာရှိတဲ့ လျှက်စစ်ဓာအပိဆက်လျှက်စစ်ဓာကျိုးများနဲ့အဆောက်အဦအများပြပျက်စီးခဲ့တယ်လို့သိရပါတယ်။အော်တိုဘားလ14ရက်နေ့ညနေပိုင်းကလည်းစစ်ကောင်စီတပ်ကတိုက်လေရဲများကနေပြီးတော့လာရှိုးမျိုးရက်ွက်တက်မှာရှိတဲ့နားမခေါ်ဓာအပိဆက်ယုံကိုဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတော့ဓာအပိဆက်ယုံမှာရှိတဲ့ဆက်တချို့ပျက်စီးခဲ့ပြီးဒေသကအရဲသားတအုပ်တေဆုံးကတအုပ်တံရရရှိခဲ့တယ်လို့သိရပါတယ်။တစ်ချိန်တည်းမှာပဲ လူနေအိမ်အများအပြားကိုပျက်စီးစေခဲ့တယ်လို့သိရပါတယ်။လာရှုံမြို့နဲ့တိန်နီမြို့မှာရှိတဲ့လူနေရပ်ကွက်များအပြင်စာတင်ကျောင်းများဈေးများနဲ့အခြားအများပြည်သူဆိုင်ရာအဆောက်အအုံများကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်ခဲ့ရာအရသာတိုက်စုံမှုအများအပြားဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။စစ်တပ်ကအများပြည်သူတွေနေထိုင်တဲ့အခြေခံအဆောက်အအုံများကိုလေကြောင်းကနေပြင်ပထားတိုက်ခိုက်ခဲ့ပြီးတော့အခြေခံအဆောက်အအုံများကိုဖျက်ဆီးနေကြောင်း MNDA ကထုတ်ပြန်ပြောဆိုထားပါတယ်။အကြမ်းဖက်စစ်ကောင်စီက ဩဂတ်စ်လ30ရက်နေ့ကစတင်ပြီးတော့လာရှုံမြို့နယ်တစ်ခုလုံးကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုများအရှိန်ဟုန်မြင့်တင်ပြီးတော့တိုက်ခိုက်နေရပြည်သူများထိခိုက်ဒေဆုံးမှုနဲ့အဆောက်အုံလူနေအိမ်များပျက်စီးမှုတွေဟာလည်းမြင့်တက်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဘူးတလေမြို့နယ်စီပါချေးရွာကိုစစ်တပ်ကထမှန်မီးရှို့ဖျက်ဆီးနေပြီးတော့အရသာပြည်သူ၃ကိုပါဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်စစ်တပ်စစ်ကြောင်းကအော်တိုဘားလ၁၈ရက်နေ့မနက်၉နာရီအချိန်ကစတင်ပြီးတော့ဘူးတလေမြို့နယ်စီပါချေးရွာအတွင်းမှာဝင်ရောက်တပ်ဆွဲပြီးတော့ချေးရွာကိုမီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီးဒီကနေ့မနက်ပိုင်းမှာလည်းစီပါချေးရွာရဲ့အနောက်တောင်ပိုင်းမှာရှိတဲ့နေအိမ်များကို ထမှန်မိရှုဖြတ်စည်းနေတယ်လို့သိရပါတယ်။ဒါ့အပြင်အရသာပြည်သူ၃ကိုလည်းဖမ်းဆီးထားတယ်လို့သိရပါတယ်။အော်တိုဘာလ18ရက်နေ့မှာရွာထဲကိုဝင်လာပြီးတော့တက်ဆွဲပြီးကြေးပါမှာရှိတဲ့ပစ္စည်းတွေကိုလူရက်ပြီးတော့မီးတင်ရှုပ်နေတာ။ဒီနေ့မနက်ပိုင်းမှာလည်းရွာရဲ့အနောက်တောင်ပိုင်းကိုထပ်ပြီးတော့မီးရှုပ်နေပါတယ်။အခုတည်းကရွာထဲကမထွက်သေးဘူး။စီပါကြေးပါမှာအင်ဂျင်900ခန့်ရှိပြီးတော့လူဦးရေ2000ကျော်ရှိပါတယ်။လောလောဆယ်ပြည်သူ၃ဦးလည်းအဖမ်းခံထားရတယ်။ပြည်သူတွေအားလုံးလည်းစစ်ဘေးရှောင်နေရတယ်။ ဘူးတလေမှာတိုက်ပွဲတွေဖြစ်တဲ့စက်တဘာလ30ရက်နေ့ကတည်းကကျွန်တော်တို့စီပါကြေးရွာကပြည်သူတွေစစ်ဘေးရှောင်နေရတာပါစားနဲ့ရိတ်ခါနဲ့ဈေးဝါးတွေအရေးပေါ်လိုအပ်နေပါတယ်လို့ရဲကြီးပကဖအဖွဲ့ဝင်တူကပြောကြားထားပါတယ်စီပါချေးပါကိုမီးတင်ရှို့နေတဲ့စစ်တပ်စစ်ကြောင်းဟာမုံရွာအခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီစစ်တပ်စစ်ကြောင်းဟာဘုဒ္ဓလင်မြို့နယ်မြောက်ချီရွာနဲ့တပ်လိုင်းချေးရွာမှာတပ်ဆွဲခဲ့ပြီးတဲ့နောက်စီပါချေးရွာဘက်ကိုစစ်ကြောင်းထိုးကချေးရွာကိုမီးရှို့ဖျက်ဆီးခြင်းဖြစ်တယ်လို့သိရပါတယ် အခုရွာကုန်မီးရှို့နေတဲ့အဲ့ဒီစစ်ကြောင်းကနာမခါကနေထွက်လာတဲ့လူတက်မရင်းကျင်မီးရှို့တဲ့စစ်ကြောင်းမှာနောက်ထပ်ဘဲရွာတွေဖျက်ဆီးခံရမလဲပြည်သူတွေဘလောက်ဖမ်းဆီးတပ်ဖြတ်ခံရမလဲမသိသေးဘူးစက်တမလာ30ရက်နေ့စစ်တပ်စစ်ကြောင်းတစ်ခုလုံးကြဆုံသွားပြီးတဲ့နောက်မှာစစ်တပ်ကရွာတွေကိုလှည့်လည်ပြီးတော့ဖမ်းဆီးတပ်ဖြတ်မှုတွေလုပ်နေတာပါလို့ဒေသခံသတင်းရင်းမြစ်ကပြောဆိုထားပါတယ်ဘူးတလင်မြို့နယ်အတွင်းကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကအရက်သားပြည်သူ14ဦးထက်မနည်းကိုတပ်ဖြတ်ခဲ့ပြီးတော့ဒဇာကန်ပြည်သူအယောက်တရားဝင်းကျင်ကိုဖမ်းဆီးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ